အာရှချန်ပီယံလိအတွက် ISB အသင်းဘာရီပြင်ဆင်နေတဲ့လဲနဲ့တတိထားရမယ့်အသင်းများ အာရှချန်ပီယံလိပွဲစဉ်တွေကလည်းပြန်လည်ကစားရဖို့နီးကပ်လာပြီဆိုတော့ကျွန်တော်တို့ ISP အမျိုးသမီးအသင်းနဲ့ဘာရီဆက်ပြီးပြင်ဆင်နေလဲဆိုတာကြည့်လိုက်ရအောင်ပါနီးပြဒေါ်ဆန်ဆန်သိန်းကတော့လက်ရှိဂျပန်မှာနီးပြဖိုင်နယ်တက်စ်အပြီးပြန်လာပြီလားဆိုတာတိတိကျကျမသိရသေးပေမဲ့ ISP အသင်းကတော့နီးပြယူမီကိုရဲ့နီးပြမှုအောက်မှာကစားသမားအစုံလင်နဲ့ခြေစမ်းပွဲကစားခဲ့တယ်လို့သိရပါတယ် ISP အသင်းကတော့မနေ့ကညနေမှာ SWAT U18 Academy အသင်းနဲ့လေ့ကျင့်ပြီးခြေစမ်းပွဲကစားခဲ့ပါတယ်စီးကိုင်းပြိုင်ပွဲတွေ့ဂျပန်ကိုတွားရောက်လေ့ကျင့်နေတဲ့မြန်မာလက်ဝင်းစင်ကစားသမားအားလုံး ပြန်လည်ပါဝင်လာပြီးယာယီအငှားခေါ်ထားတဲ့နော်တထက်ဝေတို့ပါပါဝင်လာတာကိုတွေ့ရပါတယ်ခြေစမ်းပွဲရဲ့ရလက်ကိုတော့တရားဝင်ထုတ်ပြောထားတယ်မျိုးမရှိပါဘူးပြန်ပွဲကတဖြည်းဖြည်းနီးကပ်လာပြီးဖြစ်ပြီးနိုဝင်ဘာ9ရက်နေ့ဆိုတာနဲ့ရန်ကုန်မြို့တူနာကွင်းမှာစတင်ရှင်ပြိုင်ကစားရထောက်မှာပါပြန်ပွဲကလည်းအုပ်စုမှအချက်တဲကြားရောက်နေတာကြောင့်အစွမ်းကုန်စူးစမ်းရှင်ပြိုင်ရဖို့ရှိနေပါတယ်တန်ကိုရီးယားကလပ်ဆူဝမ်ဂျပန်ကလပ်တိုချိုဗာရီမြောက်ကိုရီးယားကလပ်နေဂိုဟွမ်းတို့နဲ့တအုပ်စုတွေကြာနေတာပါဒီထဲမှာအထူးကားကတော့တိုချိုသားတွေပါပဲဂျပန်ကလပ်တိုချိုဗာရီကအင်ရှင် ISB အတွက်အခက်ဆုံးပြိုင်မဲ့ဖြစ်လာနိုင် င်ပြီးဂိုးပြတ်မရှိအောင်အတော်လေးရောင်းကန်ရမယ့်အနေထားပါ။ဘာလို့ဆိုဂျပန်အမျိုးသမီးဘောလုံးလောကမှာဒီတိုဂျိုဗာရီအသင်းကအအောင်မြင်ဆုံးအသင်းဖြစ်ပြီး2019အမျိုးသမီးအာရှချန်ပီယံလိဆုဖလားကိုစွခူးနိုင်ခဲ့ဘူးတဲ့ချန်ပီယံဟောင်းအသင်းမှာလက်ရှိမှာလည်းဂျပန်အမျိုးသမီးလေးရဲ့ချန်ပီယံဆုကိုတင်ပိုက်ထားနိုင်ပါတယ်။တင်ပိုက်တာမှာနှစ်တိုင်းမှာဖြစ်ပြီးတော့အမှတ်ပေးချန်ပီယံ16ကြိမ်နဲ့ဂျပန်အင်ပါယာဖလားချန်ပီယံ15ကြိမ်ထိရရှိထားပါတယ်။2024 2025ဘောလုံးရာသီမှာ WE လေးရဲ့ချန်ပီယံဖြစ်ပြီးအာရှအမျိုးသမီးချန်ပီယံလိကိုတိုက်ရိုက်ဝင်ခွင့်ရထားတဲ့အသင်းလည်းဖြစ်ပါတယ်။လက်ရှိအသင်းဖောင်ကတော့ဆန်တဲ့ပွဲ ဲကစား9ပွဲနိုင်2ပွဲသေးရင်နဲ့3ပွဲထိရှုံးထားပါတယ်ဒါပေမဲ့နီးပြမက်ဆူရာကိုယ်တိုင်ကဒီနှစ်မှာသူတို့အာရှချန်ပီယံလိကိုပဲအားထည့်ပြီးမဖြစ်မနေရအောင်ယူမယ်လို့ကြုံဝါထားတာပါတကယ်လဲဂျပန်လိမျိုးမှာချန်ပီယံဖြစ်ထားတာကိုကြည့်ရင်ခြေဆွမ်းကကဘာအဆင့်ဖြစ်နေမယ်ဆိုတာအသေးချပါဒီလိုအသင်းမျိုးက ISB အသေးအနေနဲ့ရှင်းတော့ကစားနိုင်မှာမဟုတ်ပါဘူးနီးစနစ်ကောင်းကောင်းကိုချမှတ်နိုင်မှုတော့လိုအပ်ပါတယ်ထပ်ပြီးတော့ကိုရီးယားကလပ်စူဝမ်ကိုလည်းမေ့ထားလို့မရသေးပါဘူးတိုချိုဘာဒီလောက်မဟုတ်ပေမဲ့အရေးသွင်းမြင့်ကစားသမားတွေပါဝင်နေတဲ့အသင်းမှာအထူးသဖြင့်တိုက်စစ်ပိုင်းမှာဆိုဒီနှစ်ရာသီမှာခေါ်ယူထားပြီး ခြေစားစားလိုက်ပြနေတဲ့မီလီယံဆိုတဲ့ကစားသမားလေးရှိနေပါသေးတယ် ဒါပေမဲ့လီမာတော့အခြေအနေစိုးနေပြီ28ဘွဲကစားရံမှာ9ဘွဲ5ဘွဲပဲရသေးပြီ14ဘွဲရှုံ9ဘွဲထိတောင်သေးရကြာထားတာပါဒီလိုအခြေအနေတွေကိုအခွင့်ကောင်းယူပြီး ISP တို့အကောင်းဆုံးပြင်ဆင်နိုင်မှုတို့လိုပါတယ်ကောင်းတာတစ်ခုကအုပ်စုမှာနှစ်သိန်းကတက်ရောက်มาတေချာတာမို့အ ਨੇ ဆုံးအဆင့်နှစ်ပဲရရင်တော့အုပ်စုကတေချာဘောက်ကိုတက်มาပါဒီတော့တိုချိုဗာဒီကိုအနိုင်မကစားနိုင်ရင်တော့စူဝမ်နဲ့နေကိုဟွမ်းတို့ကိုအနိုင်ကစားမယ်ဆိုရင်အုပ်စုကတေချာဘောက်တက်မယ့်အခြေအနေပါအများကြီးတော့မျှော်လင့်မထားပေမဲ့ရှင်ပြန်ရမယ့်ဖလားကလည်းအာရှချန်ပီယံလိဆိုတော့အစင်တိုင်းကခက်ခဲနေမှာအသေးချာပါလယ်ဝင်းစဉ်ကစားသမား ကောင်းတွေကလည်းအသင်းမှာအဖြစ်ထောင်းမှာဖြစ်တဲ့တော့အကောင်းဆုံးပြင်ဆင်ပြီး ISB အသင်းအကောင်းဆုံးရလဒ်ကိုပိုင်ဆိုင်နိုင်ပါစေလို့မျှော်လင့်နေပါတယ်ခင်ဗျကျွန်တော်တို့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲနောက်လဲပြည်တွင်းဘလုံးသတင်းတွေနိုင်ငံတကာဘလုံးသတင်းအကြောင်းအရာတွေပါတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် channel လေးကို like and subscribe ပြုလုပ်ပေးသွားကြပါဦးနောက်သတင်းအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျ